KFC ကချက်ချော်ရောင်းဖို့အရေးချင်းမရှိဘူးဆိုတော့ Jack မဘလို့ဘီလီယံနာဖြစ်လာတာလဲ Jack မရဲ့ဘဝခက်ခဲမှုမျိုးစုံ ရုန်းကန်မှုမျိုးစုံရှိခဲ့ပါတယ် Elon Musk, Mark Zuckerberg နဲ့ Bill Gates တို့ဟာသူ့ချွန်တဲ့ပင်ကိုဗီဇာပါပြီးကြောင်းကောင်းနေတက်ခဲ့ရပေမဲ့ Jack မကတော့ကြောင်းမှလဲဆောင်မွေးခဏခဏကြာခဲ့တယ် အလုပ်အခု30ငင်းခံခဲ့ရတယ်စီးပွားရေးလုပ်ငန်းတွေလည်းအချိန်ချိန်ကျရှုံးခဲ့ရတယ်ပြီးတော့မှဒီလိုအတွေ့အကြုံတွေ များစွာနဲ့အလီဘာဘာကိုစခဲ့တာပါအလီဘာဘာဟာ2020မှာ142ဘီလီယံတန်တဲ့ company အနေနဲ့ယက်တည်နေပါတယ်ဂျက်မာကိုရိုင်းရဲ့တန်ကြီးကတော့24.3ဘီလီယံရှိပြီးတရုတ်ပြည်မှာချမ်းသာဆုံးလူငါရောက်ထံမှာတယောက်ပါဝင်ပါတယ်ဒီနေရာကိုရောက်ဖို့ဂျက်မာစီမှာအချက်3ချက်လိုအပ်ခဲ့ပါတယ်ဒီအချက်3ချက်ကနံပါတ်1 idea အသစ်စမ်းတွေစဉ်းစားနိုင်ခြင်းနံပါတ်2 business connection စီးပွားရေးအခြေဆက်တွေဖန်တီးနိုင်ခြင်းနံပါတ်3 investment ယင်းနီမတင်ဝေရှာနိုင်ခြင်းဒီ၃ခုအင်္ဂါဆုံးအောင်ဘယ်လိုခီးဆက်ခဲ့လဲလေ့လာကြည့်ရအောင် Jack Ma ရဲ့ philosophy က never give up ဘယ်တော့မှအရှုံးမပေးပါနဲ့ Never give up အလီဘာဘာစတုန်းကယင်းဒီမတီငွေရှာခဲ့တာကုမ္ပဏီအခုပေါင်း30ကညင်းပြီးမှမတီငွေကိုရခဲ့ပါတယ်။အောင်စိတ်ပြင်းပြတော့အကြိမ်30ရှုံးခဲ့လဲအရှုံးမပေးခဲ့ပါဘူး။ဒီကျင့်စဉ်ကိုသူဘဝတစ်လျှောက်လုံးဘယ်လိုကျင့်သုံးခဲ့လဲဆိုတာကိုနောက်ကျောင်းပြန်ရင်သိတာမှာပါ။ဂျက်ကမာဟာ1964ခုနှစ်ဇီဂျန်းမြို့တရုတ်ပြည်မှာမွေးဖွားခဲ့တာပါ။အဲ့ဒီအချိန်ကတရုတ်ပြည်ကကွန်မြူနစ်ဝါဒတွေကြောင့်ကမ္ဘာနဲ့အဆက်အသွယ်ပြတ်ခဲ့တဲ့အထူးကျနိုင်ငံကြီးတစ်ခုပါ။ဒီလိုနိုင်ငံရေးအနေအထားကြောင့် ဂျက်ကမာငငယ်တုန်းကအင်္ဂလိပ်စာလေ့လာဖို့ဘာသင်တန်းမှမရှိခဲ့ဘူးသင်တန်းတော့ထားပါအောင်အင်္ဂလိပ်လို ရေးထားတဲ့စာအုပ်တအုပ်မှမရှိခဲ့ပါဘူးမောင်စီတုံးခေါင်းဆောင်နဲ့ Cultural Revolution ရင်ကျိမှုပြောင်းလဲရေးကြောင့် China ကဘာကိုစပြီးအိမ်တကာဖွင့်ခဲ့ပြီးတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ဒီတော့တရုတ်ပြည်ကိုနိုင်ငံခြားခီးလဲ့လဲသူတွေ၊ tourist တွေတပုံကြီးဝင်လာကြပါတယ်။ဂျက်ကမာက tourist တွေနေတဲ့ hotel ရှိကိုအမြဲတမ်းသွားတယ်။ဒီ tourist တွေနဲ့စကားပြောခွင့်ရဖို့ free tourist guide အနေနဲ့အလုပ်လုပ်ခဲ့ပါတယ်။ကိုးနှစ်တည်းတည်းတရက်ကိုကီလိုမီတာ30လောက်စပိန်နှင်းပြီး tourist တွေနေတဲ့မြို့ကိုသွားတယ်။ tourist guide လုပ်ရင်အင်္ဂလိပ်စာကိုကျင့်ခဲ့တယ်။သူ့ကြိုးစားမှုကတကယ်ကို အမခံပါဘူး။ဘယ်လောက်ပဲခက်နေပါစေ never give up ဆိုတဲ့အတွေ့အခေါ်နဲ့အင်္ဂလိပ်စာကိုကြိုးစားသင်ယူခဲ့ပါတယ်။ပညာရေးလောကကိုကြည့်မဲ့ဆိုရင်တော်တဲ့စီးနှံမှာလုံးဝမပါပါဘူး။မူလာတန်း၂ချိန်ကြာခဲ့တယ်။အလဲတန်း၃ချိန်ကြာခဲ့တယ်။တက္ကသိုလ်ဝင်ခွင့်၃ချိန်ကြာခဲ့တယ်။ Harvard တက္ကသိုလ်ဝင်ခွင့်ကို10ကြိမ်တိတိလျှောက်ခဲ့တယ်။10ကြိမ်လုံးညှင်းခံခဲ့ရပါတယ်။ပညာရေးသဘောအရတော့သူ့လိုကိုယ်လိုပါပဲ။အခွင့်အရေးတစ်ခုမှမရရှိခဲ့ပါဘူး။ဒါပေမဲ့ Never give up ဆိုတဲ့အတွင်းနဲ့ကြိုးစားခဲ့တာ1988ခုနှစ်မှာတော့ Hangzhou Normal University ကနေ English major နဲ့ BA ဘွဲ့ရခဲ့ပါတယ်။ ကြောင်းပြီးတော့လုပ်ငန်းခွင်တဲဝင်လာတဲ့အချိန်မှာအလုပ်အခု30ညှန့်ခံခဲ့ရတယ်။ KFC မှာလူ24ယောက်အလုပ်လျှောက်ခဲ့တာ23ယောက်အလုပ်ရခဲ့တယ်။ Jack Ma ကတော့ KFC က You are no good မင်းကသုံးစားလို့မရပါဘူးဆိုပြီးညှင်းခဲ့ပါတယ်။23 people accepted. I was the only one guy. အလုပ်ရဖို့အရန်လွယ်တယ်ဆိုတော့ရဲအလုပ်ကို လူ9ယောက်လျှောက်ခဲ့တာ၄ယောက်အလုပ်ရခဲ့တယ်။ ဂျက်ကမာတယောက်ကလွဲလို့ပေါ့နောက်ဆုံးမှာတော့သူတက်ခဲ့တဲ့တက်ကတူမှာပဲအင်္ဂလိပ်စာဆရာအနေနဲ့အလုပ်ဝင်လုပ်ခဲ့ပါတယ်တချိန်ကအင်္ဂလိပ်စာတက်ဖို့သူ့ရဲ့ပေးစမှုတွေကအခုတော့လဲသူ့အတွက်အသုံးတန်းနေခဲ့ပါတယ်ဒီလောက်တည်းမဟုတ်ပါဘူးသူကအင်္ဂလိပ်စာတက်ချွမ်းမှုကိုအားကိုးပြီးဘာသာပြန်လုပ်ငန်းကိုလည်းစတင်ခဲ့ပါတယ်အချက်နံပါတ်1 idea အစ်စ်စမ်းတွေတွေးတက်ခြင်း1995မှာတော့ ဘာသာပြန်အလုပ်လုပ်ရင် USA ကိုအလဲရောက်ခဲ့ပါတယ်။ဒီအချိန်က USA မှာ internet လုပ်ငန်းတွေစပြီးထွန်းကားနေတဲ့အချိန်မှာ World Wide Web ဒါမှမဟုတ်လဲ .com boom ဆိုပြီးတော့မှလူသိများကြပါတယ်။တကယ်ချင်းတယောက်ကမိတ်ဆက်ပေးလို့ internet အကြောင်းသိခဲ့ရတယ်။ရကြောင်းကောင်းပြီးတစွာပဲ internet မှာ Jack မှာပထမဆုံးရှာခဲ့တဲ့ စကလုံးမှာ So I searched the first the word of beer. စကလုံးမှာပဲ။တကဘာလုံးက beer တွေကို search engine မှာတွေ့ရတယ်။တရုတ်ပြည်က beer တွေဘာမှမပေါ်လာအောင်တရုတ်ပြည်ဟာ internet လောကနဲ့ဘလောက်ဆက်ပြတ်နေလဲဆိုတာကိုသူ꽹꽹꽹꽹မြင်လိုက်ရပါတယ်။ Beer from China and I say okay type the second word is China. No data. Nothing. Nothing. ဒီတော့သူငယ်ချင်းတယောက်နဲ့ပေါင်းပြီး internet အလုပ်တစ်ခုကိုစတင်ဖို့တိုင်ပင်ခဲ့ပါတယ်။တရုတ်ပြည်ကလုပ်ငန်းတွေကိုကမ္ဘာနဲ့ဆက်သွယ်လုပ်ကိုင်လို့ရအောင် China Page ဆိုတဲ့ website ကိုစခဲ့ပါတယ်။တရုတ်လုပ်ငန်းရှင်တွေရဲ့ပစ္စည်းတွေကို internet မှာကြော်ညာပေးတဲ့လုပ်ငန်းတစ်ခုပါပဲ။ website ကိုစပြီးတင်လိုက်တဲ့နေ့မှာပဲနိုင်ငံတကာကလုပ်ငန်းရှင်တွေစီကနေလုပ်ငန်းပူးပေါင်းလုပ်ကိုင်ခြင်းနဲ့ဆိုတဲ့ email တွေကိုရခဲ့ပါတယ်။ internet ပေါ်မှာပစ္စည်းကြော်ညာတဲ့ idea ကသူများတွေအလွယ်တကူကူးနိုင်တဲ့ idea မို့ copycat website တွေတပုံကြီးပေါ်လာခဲ့ပါတယ်။ idea အတွေးအခေါ်ကောင်းပေမဲ့အရင်နေ့မရှိခဲ့ပါဘူး။အရင်နေ့ထုတ်ပေးနိုင်တဲ့လုပ်ငန်းရှင်တွေနဲ့လည်းသူမသိခဲ့ဘူး။ဒီရက်ပထမဆုံးလုပ်ငန်းမှာတော့အင်္ဂါမစုံနေတော့ရေရှည်မခံပဲမကြခင်မှာပိတ်လိုက်ရပါတယ်။အချက်နံပါတ်1 business connection စီးပွားရေးအခြေဆက်ဖန်တီးနိုင်မှု China page လုပ်ငန်းပိတ်ပြီးတဲ့နောက်ပိုင်းမှာတော့နိုင်ငံခြားကုန်သွယ်ရေးနဲ့စီးပွားဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာ သူအလုပ်လုပ်ခဲ့ပါတယ်ဒီလုပ်ငန်းမှာတော့စီးပွားရေးနဲ့ပဲအသီးသီးမှာထွန်းပေါက်အောင်မြင်နေတဲ့တရုတ်လုပ်ငန်းရှင်တွေနဲ့သူတီကျွမ်းဝင်ခဲ့ပါတယ်ဒီလိုအသည့်တွေထဲမှာ Yahoo ကိုစတင်တည်ထောင်ခဲ့တဲ့ Jerry Yang နဲ့လည်းတီကျွမ်းဝင်ခဲ့ပါတယ်ချက်နံပါတ်3 investment ယင်းမှာတင်ွေရှာနိုင်ခြင်း 1999မှာတော့အစိုးရဝန်ထမ်းအလုပ်ကိုနားပြီးလုပ်ငန်းအသစ်စဖို့ကြံ့ရွယ်ခဲ့ပါတယ်။ Jack Ma နဲ့သူ့မိန်းမအပါအဝင်တငယ်ချင်း18ယောက်က Alibaba ဆိုတဲ့ company ကိုစတင်ခဲ့ကြတယ်။ Alibaba ဆိုတဲ့နာမည်ကခေါ်ရတာလွယ်လို့ပါ။လူသိလက်များတယ်။ San Francisco ရောက်တုန်းကလမ်းသွားလမ်းလာလူတွေကို Alibaba ဆိုတာသိလားလို့ Jack Ma မေးခဲ့ပါတယ်။သိပါတယ်။ Alibaba နဲ့တခိုးအယောက်40 Open Sesame ဆိုတဲ့ပုံမြင်လေးတွေကငငယ်ကလေးကသိခဲ့တာပါဆိုပြီးပြန်ပြောခဲ့ကြပါတယ်။ ဂျက်မာရဲ့ Alibaba Company ရဲ့ချက်ကတော့ Small and Medium Business လုပ်တဲ့သူတွေအတွက်ကုန်သွယ်ရေးလွယ်ကူအောင်ပြုလုပ်ပေးဖို့ပါလုပ်ငန်းတော့စလိုက်ပြီ Company ကိုကမ္ဘာကျော်ဖြစ်အောင်လည်းရည်ရွယ်ချက်တွေထားပြီးသွားပြီအရင်ကတည်းကဘယ်ရရမှာလဲဂျက်မာက Internet လုပ်ငန်းထွန်းကားနေတဲ့ US က Silicon Valley ကယင်းနှိမ့်နှံသူတွေစီကနေမာတင်ငွေရှာဖို့ရောက်လာပါတယ် Alibaba ရဲ့စီးပွားရေးအခြေအနေကမကောင်းဘူးဆိုပြီးယင်းနှိမ့်နှံသူတွေကငင်းဆိုခဲ့ကြပါတယ် 73ငြိမ်တိတိ no ပြောတာကြားပြီးတဲ့နောက်မှာတော့သူလိုချင်တဲ့ yes အဖြေကိုရခဲ့ပါတယ် Goldman Sachs company က5 million နဲ့ SoftBank က20 million ယင်းနှင်းမြုံနှံဖို့သဘောတူခဲ့ကြတယ်ဒီလိုမှတီငွေကောင်းကောင်းနဲ့ Jack Ma ဟာစီးပွားရေးလုပ်ငန်းကိုအကြီးအကျယ်ထည့်လာနိုင်ခဲ့ပါတယ် 2000ခုနှစ်ကတော့ internet company တွေအကြအတဲတွေးတဲ့နှစ်တစ်နှစ်ပါနိုင်ငံတကာမှာရုံးဝယ်ဖွင့်ထားတဲ့ Alibaba ကအကြအတဲများစွာတွေးခဲ့ရပါတယ်ဒီလိုအခက်အခဲတွေကိုကြော်လွှားဖို့ Chinese market ကိုသာအယုံဆိုင်မယ်ဆိုပြီးနိုင်ငံတကာကရုံးခွဲတွေအားလုံးကိုပိတ်ခဲ့ကြပါတယ် Chinese market ထဲမှာတော့ပြိုင်ဘက်ကြီး eBay ကတော်တော်လေးနေရာယူပြီးသားအချိန်မှာ eBay ကတော့စီးပွားရေးလုပ်ငန်းတွေကို American Sunshine Ranger နဲ့ဈေးကွက်နေရာလူတဲ့အချိန်မှာ Alibaba ကိုတစစီရှုံးခဲ့ပါတယ် Alibaba ကတော့တရုတ်လူမျိုးတွေရဲ့ဈေးကွက် စားသုံးသူတွေရဲ့သဘောတဘာဝကိုနားလည်ခဲ့လို့တရုတ်ပြည်သူတွေအကြိုက်ဖြစ်လာခဲ့ပါတယ်ပထမ၃လနှစ်မှာအလီဘာဘာကအမျက်ငွေလုံးဝမရှိခဲ့ပါဘူးဂျက်ကမာရဲ့အဆိုအရပထမ၅နှစ်ကိုဝင်ငွေမရှိလဲစီးပွားရေးဆက်ပြီးလှုပ်ဆောင်နိုင်ဖို့မတင်ငွေရှိပြီးတောင်းခံနိုင်မယ်ဆိုရင်တော့အောင်မြင်ဖို့အလားအလာများပါတယ်ဂျက်ကမာတရက်စားတော့ဆိုင်သွားပြီးပိုက်ဆံရှင်းမယ်ဆိုတော့ဝေတာက ဒီဝိုင်းရှင်းပြီးသွားပါပြီဆိုပြီးတော့မှစာရွက်တရက်ကိုပေးတယ်ဒီစာရွက်ထဲမှာရေးထားတာကတော့ကျက်ကမာရေးမင်းဝင်ငွေမရှိဘူးဆိုတာကိုငါသိတယ်ဒါပေမဲ့အလီဘာဘာကြောင့်ငါဝင်ငွေတွေအများကြီးတိုးလာတယ်ဒါကြောင့်မင်းကိုကျေးဇူးတင်တဲ့အနေနဲ့ဘယ်လိုငါပေးလိုက်ပါရနော်ဒီလိုကျေးဇူးတင်ခံရတဲ့အတွေ့အကြုံတွေ ်ခုပြီးတစ်ခုသူကြုံလာရပါတယ်2003ခုနှစ်မှာတော့ Jack Ma တစ်ခုတရိပ်ထားမိလာတယ် Alibaba platform မှာလူတွေကစကားပြောတာများပြီးကုန်သွယ်မှုလုပ်တာတွေနည်းနေခဲ့တယ်။ဘာကြောင့်လဲလေးလာကြည့်တော့ online payment တွေကတိတ်အဆင်မပြေလို့ပေါ့။ပြီးတော့ Jack Ma က online payment လုပ်ရတာလွယ်ကူဖို့ဘဏ်တွေအများကြီးနဲ့စကားပြောခဲ့တယ်။ဘဏ်တွေကဒါလုံးဝမဖြစ်နိုင်ဘူး။အရန်ကိုပိန်းတဲ့ idea ပါလို့ငြင်းခဲ့တယ်။ Jack Ma ကတော့ဆက်လက်စူးစမ်းပြီး Alipay ကိုစတင်ခဲ့ပါတယ်။ payment ကောင်းလာတာနဲ့စီးပွားရေးလည်းပိုပြီးဖြစ်လာတယ်။ အခုဆိုအလီပေးကိုနိုင်စဉ်သုံးဆတဲ့လူဦးရေတန်ပေါင်း640ရှိပါတယ်။2005ခုနှစ်မှာတော့စီးပွားရေးထက်ချယ်ဖို့မာတင်ဂရီအများကြီးလိုလာတယ်။အခုဆိုရင်ဂျက်မာဟာစီးပွားရေး connection တွေအများကြီးရှိနေပြီမို့မာတင်ဝင်ရှာတာအရင်ကလိုမခက်ခဲတော့ပါဘူး။ Yahoo CEO Jerry Yang နဲ့ဆက်သွယ်ခဲ့တယ်။ Yahoo က Alibaba ရဲ့30% share အတွက်မာတင်ဝင် US ဒေါ်လာ1 billion ရင်းနှီးခဲ့ပါတယ်အခုဆိုရင် Jack Ma ရဲ့ success formula အောင်မြင်မှုဤပညာပြည့်စုံသွားပါပြီ။ idea အကောင်းတွေကိုလည်းသူစဉ်းစားတတ်တယ်။စီးပွားရေးနယ်ပယ်မှာကြော်ကြားသူတွေနဲ့လည်း connection ရှိတယ်။မာတင်ွေဘယ်လိုရှာရလဲဆိုတာကိုလည်းသူကောင်းကောင်းပါနဲ့နေပါပြီ။ဒီတော့ Jack Ma Billionaire ဖြစ်လာဖို့ foundation ကကောင်းကောင်းချပြီးသွားပြီပေါ့။2014မှာ New York Stock Exchange မှာ public company အနေနဲ့အောင်မြင်စွာ list လုပ်နိုင်ခဲ့ပါတယ်။ဒီလိုပထမဆုံးအကြိမ်လုပ်ခဲ့တဲ့ initial public offering IPO မှာ ူတို့ US ဒေါ်လာ25ဘီလီယံရှာနိုင်ခဲ့ပါတယ်။ဒါကတော့ USA ရဲ့စီးပွားရေးသမိုင်းမှာကြီးမားဆုံးအောင်မြင်မှုတစ်ခုပါ။အလီဘာဘာရဲ့ session နှစ်ပြည့်မွေးနေ့မှာတော့ Jack Ma ဟာစိတ်လွတ်ကိုလို့စင်ပေါ်တက်ပြီးထွက်ခနိုင်ခဲ့ပါတယ် heavy metal ဝတ်စုံတဲ့တပုတ် michael jackson ဝတ်စုံတဲ့တပုတ်ဝတ်စုံအမျိုးမျိုးလဲပြီး company ဝန်ထမ်းတွေကိုဖျော်ဖြေခဲ့ပါတယ်2020မှာဆိုရင် alibaba မှာအလုပ်လုပ်တဲ့လူဦးရေ 2သိန်းခွဲနီးပါးရှိပြီးအလီဘာဘာရဲ့တန်ချေကတော့290ဘီလီယံ US ဒေါ်လာတန်ပါတယ်။ဂျက်ကမာကိုတိုင်ရဲ့တန်ချေကတော့24.3ဘီလီယံရှိပြီးတရုတ်ပြည်မှာအချမ်းသာဆုံးလူငါးယောက်ထဲမှာတယောက်ပါဝင်ပါတယ်။2020အားစပြီးသူဟာစီးပွားရေးတွေကိုရှော့လုပ်လာပြီးလူမှုရေးနဲ့ပရာဟိတလုပ်ငန်းတွေကိုပို့ပြီးလုပ်လာပါတယ်။တချိန်ကအင်္ဂလိပ်စကားပြောနိုင်မှုအတွက်ကီလိုမီတာ30စပိန်စီးခဲ့တဲ့ဂျက်ကမာဟာ အခုဆိုရင်အပန်းဖြေဖို့စပိန်ကိုကိုပိုင်စိန်ခံသင်းမောနဲ့သွားနိုင်တဲ့အနေအထားကိုရောက်နေပါတယ်။တန်ပေါင်းဒေါ်လာ100ကျော်တန်နဲ့အိမ်ဆောက်ထားပြီးဥစ္စာစည်းစိမ်ပျော်ရွှင်မှုကိုမိသားစုနဲ့အတူခံစားနေပါတယ်။